အလုံးမိုင်းမပါပါဗျာခုတခါမှာတော့ငွေငွေရှိတဲ့အမျိုးသမီးတွေက အမျိုးသားကိုတံပိုးထားမှာအိမ်အောင်ရည်တည်မြဲမှာဖြစ်ကြောင်းပြပြလာတဲ့မမားရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးသိအောင်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီနော်လေးချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာကျမ ကျွန်မအမျိုးသမီးတွေပြောချင်တယ်ပေါ့နော်ကျွန်မရွေးချယ်တဲ့နေရာမှာဆိုပါလို့ကျွန်မအိမ်ထောင်ကျသွားပြီเนาะဥစွေနဲ့အိမ်ထောင်ကျသွားတော့သူနဲ့ကိုနဲ့နှစ်ယောက်တည်းเนาะသူတို့ကိုတိုင်းပြီလို့ထင်ခဲ့တာပေါ့ဒါပေမဲ့မဟုတ်ဘူးလေနှစ်ဖက်တိုင်းဝိုင်းဆိုတာစကဲနဲ့ရှိတာပဲလေเนาะသူ့ဘက်ကတိုင်းဝိုင်းနဲ့ကိုယ့်ဘက်ကတိုင်းဝိုင်းနဲ့ပေါ့အဲ့မဲ့ကျွန်မသူ့အိမ်ကိုရောက်သွားတဲ့အခါကျတော့သူ့မိသားစုတွေ နဲ့အရင်ဇုံတွေ့ရတာပေါ့နော်အဲ့ဒါလည်းခေတ္တခဏပါကျမအဲ့အကြောင်းရောနောက်မှပြန်ပြောပြမယ်နော်အဲ့ဒါနဲ့ကျမတို့၂ယောက်ကဘီးရင်အောင်ဖောင်ပြက်ကျမတို့ကတွားလိုက်ပြီးဖခင်ဘက်မှာပေါ့နော်တွားနေတဲ့ခါကျတော့လေဟိုဘယ်လိုပြောမလဲကျမနေမိဘတွေဘက်ကလည်းဖေတို့မေတို့နဲ့ကလေးလေးယောက်ပဲဆိုတဲ့ခါကျတော့မိဘဆိုတာကတော့ကြာတော့လေစိတ်ပြေသွားတာပေါ့နော်အိမ်မကလည်းကျမအငယ်ဆုံးလေကျမမရှိမဖြစ်ပေါ့အဲ့ဒါနဲ့ အဲမြန်မြန်ပြောမယ်ဆိုရင်ကျမဟုတ်ပင်ရောက်ခဲ့ပြီအဲ့မှာဟုတ်ပင်မှာကျမကလည်းဆက်ချုပ်တယ်ဆက်ချုပ်တယ်ကျမအိမ်သားကလည်းဖကန်းကိုတက်တယ်အလုပ်လုပ်တယ်ပေါ့နော်အိုက်ခေကတူမိဘတွေကကျမတို့ချစ်ကားလေးတစည်းဝယ်ပေးတာပေါ့ခုဆိုရချစ်ကားဆွဲတာဖကန်းဘက်ကိုလေနော်ဟင်းစတင်ပြီးတော့ဘဝတစ်ခုစတင်ပါပြီဆိုခဲနဲ့ကျမကစတင်ခြင်းကနေယခုအသက်အရွယ်ထိ သူအလုပ်တစ်ခုဆိုကိုလည်းတစ်ခုပဲမောင်ဟိုသူအရင်ကထိုင်ကျမအဖျားထားနေပေါ့နော်ဒီလိုပဲတူတူညီညီတိုင်တိုင်ပင်ပင်ဆွစစ်ကင်ကင်နဲ့နားလည်မှုအပြည့်နဲ့ပြဿနာဖြစ်ရင်လည်းနှစ်ယောက်ထိတ်တိုင်အတူတူတိုင်ပင်ပင်မှာကြော်ဖြတ်လာကြတာပေါ့နော်နောက်တစ်ခုပြောပြချင်တာရှင်ကျမတို့အဲ့ဒီအချိန်မှာကျမတို့အိမ်မက်အရန်ကြီးတယ်တနေ့ကျရင်ကိုလိုချင်တဲ့ဘန်းတိုင်ကိုမျော်မန်းနဲ့ตายาเอจันเนี่ยပြေဝရမိသားစုတခုဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့အချိန်မှာကျမတို့ကခြရင်းစရာတော့အများကြီးပေါ့ကိုယ့်ရဲ့ခံစားချက်ကို ရှေ့တန်းမတင်မဲနဲ့ပေါ့နော်ကိုစူးစားတဲ့တာဂက်ကိုပဲရှေ့တန်းတင်ရတာပေါ့အဲ့လိုလင်မြမြောက်ကတော့ကျမတို့လင်မြမြောက်ကတော့တကယ်ကိုလည်းစုံချညီပါတယ်နောက်တစ်ခု ကျမကအလုပ်တာလုပ်တာဝင်ဝင်တာဝင်နေတာကျမဘယ်တော့မှသူ့ကိုကျမဝင်ဝင်နဲ့ကျမပဲဆိုတော့ အတိုင်းထွာမျိုးနဲ့ကျမဘယ်တော့မှမဆက်ဆံခဲ့ဘူးကိုအိမ်သားကိုလေးလေးစားစားတန်ဖိုးထားပြီးဆက်ဆံပါတယ်နောက်တစ်ခုကျမဘက်ကတာဝန်တွေလည်းရုပ်ရော်လို့မရပါဘူးကျမတို့အမျိုးသမီးတွေကကျမပြောချင်ပါတယ်เนาะကိုအိမ်သားပေါ်မှာဟိုကိုဝင်တဲ့ဝင်ဝင်လေးနဲ့တတ်နိုင်တာလေးနဲ့ဖွဲ့ဖွဲ့ရရချက်ပြုတ်ပြီးစီမံတတ်ဖို့နှွေးထွေးတဲ့ထမင်းဝိုင်းเนาะအဲ့ထမင်းဝိုင်းလေးကတကယ်ကိုကျမတို့ရဲ့အဲအိမ်ထောင်တစ်ခုရဲ့အနစ်တာလာတစ်ခုပဲလေးเนาะအဲ့ဒါကိုတော့ဒီဆောက်နိုင်ရမယ်ရှင်ကျမတို့အမျိုးသမီးတွေကလေးเนาะအဲ နောက်တစ်ခုကကျမတို့ဟိုကိုထီးတချင်းလို့ပေါ့သူတို့ဘက်ကလည်းလူကျင်တာမိဖုရားညာတော့ဘယင်မဆိုတော့ဖြစ်လို့မရဘူးပေါ့နော်တမီးလေးတွေကိုမမ တခုပြောပြကြနေတာပေါ့နော်မမရွေးချယ်လိုက်တာကတကယ်ကမမချစ်လို့ချယ်လို့ရွေးချယ်လိုက်တာဥစွေတယောက်ပါပဲဒါပေမဲ့သူနဲ့ပတ်သက်ဆက်နွယ်လာမဲ့ယောက်ခမတွေယောင်မတွေဆွေတော်တိုက်မျိုးတော်အပေါင်းကိုဒါလောက်ကြီးအဓိကထည့်မထားဘူးပေါ့နော် ထို့ပေမဲ့လည်းတိမ်ထဲမှာအတူတွားနေတဲ့အခါတမိုးအောင်မှာအတူနေတဲ့အခါကျတော့ဟိုကြုံတွေ့ရတာပဲလေနော်သူ့ကိုရွေးချယ်တာသူနဲ့ကိုယ်နဲ့နှယောက်ထဲဘဝတစ်ခုထူထောင်ပြီးတော့ပြီးသွားတာမဟုတ်ဘူးလေအဲ့တော့မမပြောချင်တဲ့မိစ်စ်ကကိုယောက်ျားနဲ့ကိုယ်နဲ့ရည်ရှိမှာဟိုတည်ထောင်ခံရဖို့ကိုယ့်ကိုရည်ရှိတန်ဖိုးထားဖို့ဆိုတာသူမိဘတွေတန်ဖိုးထားပေးဖို့လိုအပ်တယ်ဆိုတဲ့တစိတ်တေတာလေးကိုပြောပြတာပေါ့နော်အဲ့ဒီမှာဘဝတစ်ခုတည်ထောင်တဲ့နေရာမှာမမထပ်ပြောချင်တာက ိုချစ်လို့ကြိုက်လို့ကိုရွေးချယ်လိုက်တဲ့အိမ်ထောင်လေးအဲ့အိမ်ထောင်ကိုမောင်တထမ်းမဲ့တရွက်ပေါ့သူကရှေ့ရနေပြီးတော့လော်မယ်ဆိုရင်ကိုကနောက်ကနေပြီးတော့ပဲ့ကင်တက်ဖို့တယ်လို့တယ်လေတစင်းလို့ပေါ့နော်ကိုတွားလို့ရရောက်ချင်တဲ့ပန်းတိုင်းရောက်လို့တဲ့နေရာကိုပေါ့နော်ပြောချင်တာတယောက်ထဲစူးစားပြီးရုံးကမ်းပြီးခက်ခဲနေရဆိုလို့ရှိရင်ကျမတို့အမျိုးသမီးတွေကလည်းပါဝင်ရမှာပဲเนาะကျမကဘဝစကြတဲ့နဲ့ယခုအချိန်ထိ ူကအရင်ကထိုင်ကျမအဖျားထမ်းနေတော့မှာဘယ်တော့မှကျမကယောက်ျားရဲ့လှုပ်ရှားတစ်ခုပဲထိုင်စားပြီးတော့အဲမိခိုးပြီးတော့နေနေတဲ့အမျိုးသမီးမဟုတ်ပါဘူးနောက်တစ်ခုအရေးကြီးတာတစ်ချက်လည်းပြောချင်တယ်ကျမတို့အမျိုးသမီးတွေကငွေရှာလာနိုင်ပြီဆိုလို့ရှိရင်ယောက်ျားကိုနည်းနည်းခွာရတိုင်းကျင်လာတာပေါ့နော်သူစူးစားလို့ပဲဖြစ်ဖြစ်ကိုစူးစားလို့ပဲဖြစ်ဖြစ်ကြည့်လို့ကြိုက်လို့တိစောက်ထားတဲ့နှစ်ဦးကျမတို့နှစ်ဦးရဲ့အိမ်ဆောင်ရေးတာယာလာပါဘွားနှစ်ယောက်စလုံးမှာ တာဝန်ရှိပါတယ်နော်တာဝန်ရှိပါတယ်ကိုဘလောက်ပဲပတ်စံရှာနိုင်ရှာနိုင်ဘလို့အချိန်မျိုးသူ့ထက်တာတဲ့နားတပြားတာတဲ့အချိန်မျိုးရှိနေပါစေသူတို့နဲ့ကျမတို့ကပခုံးကြီးရှင်ရမယ်လူတွေထဲမှာမပါပါဘူးနော်အဲဒါလေးကိုတော့ဟိုဆောင်ရပို့ပြီးပြောပြခြင်းနဲ့တချို့မျိုးတမီးကငွေရှာလာနိုင်မယ်ဆိုရင်ယောက်ျားကိုဂီးမဆိုင်ချင်တာလို့လို့ကိုယ့်ဘက်ကတာဝန်ရော့ရော့ရဲလာတာလေးလို့ဖြစ်ပါတယ်အဲ့လိုဒီဆက်ဆံနေမယ်ဆိုရင်လည်းငွေရပြီးတော့တာရတဲ့အိမ်ထောင်တစ်ခုဖြစ်မှာမဟုတ်ပါဘူးကျမ ဟုတ်အရင်ဗီဒီယိုတွေမှာပြောခဲ့တယ်လို့ပဲအလုံးကလေတူနေရနဲ့တူတူတာမိုးနဲ့တူတူတာဝင်နဲ့တူနေကြမယ်ဆိုရင် တောင်းနဲ့တောင်းနဲ့စီးမကြော်ကြဘူးဆိုရင်တာယာလပ်ပါတဲ့အိမ်တော်တစ်ခုကိုတိဆောက်နိုင်မှာပါ